အရင်တုန်းကဒီစင်မာချန်ကိုရောက်ရင်လမ်းမကြီးပေါ်နာကစားတောက်တဲ့နေရာလောက်မှာပဲပေါ့နော်စားပြီးတောက်ပြီးပြန်သွားတာများတယ်ချန်သေးဟူတော့အခုမှပဲလဲဘူးအပေါ်စားတောက်ဆိုင်ကနေအောက်ဘက်ကိုခဏလေးသွားတာနဲ့ရောက်ပါဝင်ချေးတစ်ခါတော့ပေးရပါတယ်ဒါပေမဲ့မများပါဘူးဒါကကားရဲ့နာခွင့်ရှိကအဝင်ဝနေရာလေးပါစားပြီးဝင်ပြီဆိုတာနဲ့ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးကြီးပဲအကုန်လုံးကလှနေရောဟိုမှာစမ်းချောင်းလေးတွေတက်ကဲအင်ကြီးတွေဘောခွင်းတွေငားတယ်ကိုယ်အိမ်ကနေတမင်းချိုင်းနဲ့လာမယ်ဆိုရင်လည်းလေထိုင်နာစရာနေရာတွေစပွဲတွေခုန် ကလည်းအများကြီးပဲအထဲမှာကျတော့ fast food တွေလောက်ပဲဝယ်စားတဲ့နေရာတွေပေါ့နော် ရှားပါတဲ့ပန်းပင်မျိုးစိတ်တွေလည်းအများကြီးပဲပန်းလျှောက်တဲ့နေရာလေးကိုလည်းကြပြဆန်ဆန်လေးတွေလုပ်ပေးထားသေးတာအဲ့ဒီဝင်းကြီးကလေဘလောက်တောင်ကျယ်လဲဆိုတာကိုမြေပုံကိုကြည့်လိုက်လို့ရှိရင်ကိုသိမှာဒါပေမဲ့သူစားတို့တောင်မှအဲ့ဒီတဝင်းလုံးအနှံ့အောင်မရောက်ခဲ့ဘူးလို့ထင်ပါတယ် ်ခလေးတွေလည်းနိုင်ဝက်ကို2000လုံးနဲ့စပိန်ငါးစီလိုရတယ်ဒါလေးကလေမသိရင်လေလက်ထပ်ခွင့်တောင်းတဲ့နေရာလေးကြာနေရလှနေရောပြင်ထားတာအဲ့နေရာနဲ့မလန်းမကတ်မှာဟိုးမှာရေတကွန်လေးရှိတယ်ပေါ့နော်ရေတကွန်သေးစားလေးပေါ့မိုးရွာပြီးနောက်ရက်သွားလိုက်တာဆိုတော့လေလမ်းနေရာတော့နည်းနည်းစုနေသေးတယ်ပေါ့နော်ရေတကွန်ကရေစီးတန်တဲ့အတွက်ခလေးတွေကိုတော့ဒီတိုင်းလွတ်မထားနိုင်ပေါ့နော်တေချာလေးကယူဆိုင်ကြပါလှတာတော့တတော်ကိုလှပါတယ်ပြင်းဦးလေးမျိုးမှာဘာလို့အလောက်လှတဲ့နေရာတွေအများကြီးရှိရတာလဲနော်ခလေးတွေကစားဖို့အတွက်နေရာလေးကစားခွင့်လေး းပေါ့နော်ဒီမှာတော့အရန်အများကြီးအစုံကြီးတော့မဟုတ်ပေမဲ့ဇင်းနှုံလေးတင့်တင့်ပြီးတော့ကလေးတွေပြောကြပါတယ်ဒါကတော့ကလေးရောလူကြီးရောလို့စော့လို့ရတယ်ပေါ့နော်တချို့လူငယ်လေးတွေလည်းစော့နေတာတွေ့တယ်ချိုးကြီးတွေနဲ့တခြားလေးကြက်ထားတဲ့ဘလို့ပြောရမလဲမျောစင်လိုမျိုးပုံစံလေးပေါ့ကျမတို့အိမ်ကကလေးတွေကတော့အရန်ကိုပြောတာပဲဒီမှာနှစ်နှစ်သမီးရအစာလေးအဲ့ဒီကြိုးတရားလေးကိုဟိုဘက်ဒီဘက်အစအဆုံးတေးသေးချာချာကို ရောက်အောင်သွားခဲ့သေးတာအဲ့လိုကိုစော့တာပါရှင်ဒါကတော့ကြိုးတရားလေးပါကလေးတွေကတော့ဒီ channel ကိုလာလဲရတာတော်တော်ကိုပျော်တာပဲနေရာတိုင်းသူတို့မပျော်တဲ့နေရာကိုမရှိဘူးကြိုးတရားရဲ့အောက်ကနေပြီးတော့လဲစမ်းချောင်းအလှလေးတွေမြင်ရတယ်သူများတွေဆိုရင်အမထမင်းကြိုက်နေပါလာတာကိုစပွဲတွေပါရင်းနဲ့ပေါ့နော်အမအနားယူအပန်းဖြေစားတောက်နေကြတယ်ကြိုးတရားနှစ်ခုကိုဖြတ်ပြီးတော့ထွက်လိုက်တဲ့အချိန်မှာ ဒီစမာဂါဒန်ဆိုတဲ့ပန်းခင်းချယ်ဒီအကြီးစီကိုရောက်သွားပါတယ်။ဒီပန်းတွေကြီးလာတဲ့အချိန်ကျရင်လေအရန်ကိုလှမှာနောက်တစ်ခေါက်တောင်ပြန်လာခြင်းအောင်လို့ဆွဲဆောင်နေပါတယ်။ဝင်လာတဲ့နေရာနားမှာပေါ့နော်ပြန်ရောက်သွားပြီဖြစ်တဲ့အတွက်ကျမတို့အပေါ်ကဒီစမာစားတော့ဆိုင်မှာပဲသွားပြီးတော့နေ့လယ်စာစားပြီးအိမ်ပြန်ခဲ့ပါရှင်။